အရင်ကအိုဒန်ခုတ်ဖြတ်ခဲ့တဲ့ဒံယာကနေပဲအာကာဇာရဲ့ခုတ်ဖြတ်မှုကြောင့်သွေးတွေကအများကြီးပန်းထွက်လာပြီးခိုင်တို့လည်းလဲကျသွားခဲ့ရပါတယ်။တစ်ဖက်မှာလည်း virus ကဆာမူဝိုင်းတွေတယောက်ပြီးတယောက်ကိုကူးစက်လို့နေခဲ့ပါပြီ။ကွင်းကထပ်ပြီးတော့ပြစ်ခတ်နေပြီးအေးခဲပြီးတော့မြင်သမျှသူအားလုံးကိုတိုက်ခိုက်ပြီးတိတ်မဲ့ဆိုကရှီမောနေပါတော့။ဇိုးကလည်းပြန်ပြီးတိုက်ခိုက်ရမယ်ဆာမူဝိုင်းမှန်အမှတ်ရသွားတဲ့အခါစိတ်ကိုတင်းတင်းထားဖို့ပြောနေတော့ ထိဖို့လုပ်တဲ့အခါသူတို့ကိုသွားမထိဖို့ချော်ပါကတားလိုက်ပါရဲ့။သူတို့ကိုသွားထိလိုက်ရင်မကောင်းဆုံးအဖြစ်ပြောင်းလဲသွားလိမ့်မယ်လို့ချော်ပါကပြောလိုက်ပြီးပုံပန်းတွင်ပြင်တင်တာမကပဲစိတ်ကိုပါပြောင်းလဲခံရတာအတော်လွန်တဲ့ကူဆတ်မှုလို့ Robin ကဆိုပါရဲ့။ဥဒွန်ထောင်းမှာလည်းဒီလိုမျိုးအလားတူ virus တွေရှိခဲ့ပြီးဒီလိုမျိုးတွေဖြန့်နေတာမကောင်းဆုံးကသူကိုယ်တိုင်ပဲလို့ချော်ပါကကွင်းကိုပြောနေခဲ့ပါရဲ့။ကွင်းလည်းအဖွဲ့သားတွေကိုဆက်တွေ့ပြီးဒီအထက်ကပြီးသွားပြီမလို့အထက်တိုင်းကိုပိတ်ဖို့အမိန်ပေးလိုက်ပါရဲ့။ ကွင်းကသူ့ရဲ့အကောင်းဆုံးတီထွင်မှုဖြစ်တဲ့ Playgrounds Ice Oni ကြည်စံကိုကြည့်ပြီးရှီမောနေပါတော့။တစ်ဖက်မှာလည်းလူဗီကသူ့တွားစီရရှိသလားမလို့ဒေါတာကြီးနဲ့ဖဲဆိုပြီးတက်ခိုက်နေတဲ့အခါစန်ကြီးလည်းမင်းကခိုင်ုံနဲ့တက်ခိုက်ရမှာမလို့အင်အားချွေတာဖို့ပြောလိုက်ပါရဲ့။စန်ကြီးကသူ့တယောက်ထင်းနေတဲ့လုံလောက်တယ်လို့ဆိုကာ Party Table Kit Cost နဲ့အားလုံးကိုအမောက်တိတ်ပေးလိုက်ပါရဲ့။ ဒီလိုနဲ့လူဗီတိုလည်းအရှိကိုဆက်သွားဖို့လုပ်နေတော့ Gorilla Smile Fruit စားတဲ့ Brascola ကရောက်လာပြီးတော့ဒီကနေ့ဖြတ်ခွင့်မှာပေးနိုင်မလို့ဆိုပါရယ်လူမ Gorilla ပေါက်နေတာထူးဆန်းတဲ့လူစံကြီးကချတော့ Brascola ကလည်း Gorilla Punch နဲ့ထိုးပေးလိုက်ပါရယ် ဒီကနေ့ဖြတ်ခွင့်မပေးနိုင်ဘူးလို့ Viscola ကပြောနေတော့ချင်ပဲဝါတာရှော့နဲ့ပြစ်တာခံရပြီးလဲကျသွားပါတော့ရဲ့ခဏကြာ Viscola ကပြန်ချလာတော့ဒီတခါတော့ Luvie ကသူ့တိုက်ခိုက်မယ်လုံနေတဲ့အခါစံကြီးနဲ့အင်အားချွေတာဖို့ပြောထားရဲ့မလားလို့ထပ်ပြောလိုက်ပါတယ်။ဒါတော့လူအရေးအတွက်ကိုတယောက်ထက်နဲ့ဆိုရင်ကြားတယ်လေလို့ Luvie ကပြန်ပြောလိုက်ပါတယ်။ စံကြီးက30စက္ကန့်တည်းဖြည့်ရှင်းပြမယ်လို့ပြောတဲ့အခါလူဗီကလည်းသူက3စက္ကန့်ပဲကြာမှာဆိုပြီးရန်နေဖြစ်နေကြတဲ့အခါဘရစ်ကိုလာက Gorilla Punch နဲ့ထတ်ထိုးဖို့လောက်တော့ Jim Bell Fishman Karate Shakespeare Fist နဲ့ပြန်ထိုးပေးလိုက်ပါတယ်။ Jim Bell ကသူလူဗီကိုခေါင်းမိုးပေါ်ထိလိုက်ပို့ပေးမှမလို့အခုကတော့အင်အားချွေတာချားဖို့ပြောလိုက်ပါတယ်။ တစ်ဖက်ကပန်းမျိုးတော်မှလည်းအားလုံးကတောက်ကြစားကြကကြပြုံးကြနဲ့ပျော်နေကြပါမယ်အကြောက်တရားနဲ့တင်းမာမှုတွေကိုအပြုံးနောက်မှာဖွက်ထားနေကြပါတယ်အသက်ရှင်နိုင်တာတနည်းကုဇူကီဆာမူအိုင်းတွေကဒီတိုင်းပြည်ကိုကယ်တင်လိုက်မယ်ဆိုတဲ့အရာကတော့အားလုံးရဲ့နှလုံးသားကို၆ပန့်ပေးလို့နေခဲ့ပါတယ် မီနာတိုမိုနဲ့လေလူတယောက်ကအရက်တောက်ရင်အရင်ကအချောင်းတွေပြန်လွမ်းမိတာလို့ပြောနေခဲ့ပါတယ်။ဆူကီယာကီကအသက်ရှင်ပြီးတော့လရဲစရဲလောက်တဲ့အိုရန်ရှိခဲ့တဲ့ပန်းမြို့တော့ကိုပြန်ရောက်နိုင်ရင်ကောင်းသားပဲလို့မီနာတိုမိုကလည်းပြောနေခဲ့ပါတယ်။ပြည်သူတချို့ကလည်းမနက်ဖြန်အော်ချီပြန်လာမှာဆိုပေမဲ့လေဒီနေ့ဟာဘသူမှအသက်မခံရတဲ့အကောင်းဆုံးနေ့ပဲလို့ဆိုပါတယ်။ အခုဆိုရင်ခူဆူကီကလန်အဖွဲ့တွေကတိုက်ခိုက်နေကြလိမ့်မယ်လို့ထင်တယ်လို့လူတစ်ယောက်ကပြောတဲ့အခါအရက်တော့ရင်နားထောင်ချင်တာမလို့ဆက်ပြောဖို့နောက်တစ်ယောက်ကလည်းဆိုပါရင်အခုဆိုရင်တကဘာလုံးကစတိတော်တွေကိုစုအိုနီဂါရှိမာမာခိုင်နိုးတဲ့အိုဝချီခေါင်းကိုဖျက်တောင်းရမ်းနေလောက်ပြီလို့ဆိုကပါဇက်အရတာခံပြောနေတော့အားလုံးကဒီနေ့အိုဝချီမရှိလို့အိမ်မက်တွေကိုထုတ်ပြောလို့ရတဲ့အချိန်ပဲဆိုပြီးရီမောနေကြပါတော့ တစ်ဖက်မှာလည်းခင်ရဲမို့တို့ကလဲချနေတဲ့ခိုင်တို့ကိုကြည့်ပြီးသူတို့တွေတွားနိုင်လားလို့ပြောနေကြပြီးမယုံနိုင်ဖြစ်နေခဲ့ပါရဲ့အားလုံးကလည်းသူတို့လုံနိုင်ပြီမို့လို့အယံဝမ်းသာနေကြပြီးအစ်စိုးကလည်းမချခင်မိုးလင်းသွားတော့မှမလို့ဝါလုံးတန်းပြစ်ကိုဖွင့်တဲ့အချိန်ထိအခုလိုမျိုးပဲစောင့်ရှောက်ပေးပါအိုဂျန်လို့ပြောလိုက်ပါရဲ့ခင်ရဲမို့ကအားလုံးကိုကျေးဇူးတဲ့စကားတွေပါပြောနေတော့အာရှွာကကြားလိုက်ပြီးပျော်နေတာစောလုံးနေသေးတယ်လို့ဆိုပါရဲ့ခိုင်တို့ရဲ့ခေါင်းကိုမဖြတ်နိုင်ခင်အထိနိုင်တယ်လို့မတတ်မှတ်နိုင်သေးဘူးလို့အာရှွာကပြောတော့ခင်ရဲမို့သူတွေလည်းခိုင်တို့ရဲ့ခေါင်းကိုဖြတ်ဖို့လုံနေတော့ခိုင်တို့ကပြန်ချလာခဲ့ပါပြီ မင်းတို့ရဲ့တိုက်ခိုက်ခြင်းစိတ်မှာအိုရန်ရဲ့အရှိတ်ကိုမြင်ခဲ့ရပြီးဒီထံရကရှားတိုင်းအဲ့ဒီနေ့ကိုပဲမြင်ရောက်နေတယ်လို့ခိုင်တို့ကဆိုပါတယ်အဲ့ဒီတုန်းကဝင်ရှုပ်တဲ့သူတာမလာခဲ့ရင်လို့ခိုင်တို့ကပြောပြီးတဆက်သေးမှာပဲအဲ့လိုမကောင်းဆိုပါဆာမိုဝိုင်းကထပ်ပြီးလဲပေါ်လာနိုင်မှာမဟုတ်တယ်လို့မင်းတို့တွေလည်းမဖြစ်နိုင်ဘူးလို့ထပ်ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာခိုင်တို့ဟာခုတ်ချက်တွေကိုထုတ်လိုက်တော့ဒန်ဂျီယိုလည်းခမတိုင်ချီလာလို့ပြောနေခဲ့ပါရဲ့ ခိုင်နိုရဲ့ခုတ်ချက်တွေဟာခီကူကိုတွားထိပြီးလက်တစ်ဖက်ပြတ်သွားခဲ့ရပါတယ်။ရှီနူဘူးကလည်းရှာမတိုလက်ကပြေးနေရပြီးတော့ရှာမတိုကလည်းသူကအိုဒန်မှုတ်လို့မမိုးကိုကာကွယ်ပေးမယ်လို့ဆိုပါတယ်။ရှီနူဘူးတို့ရဲ့လှုပ်ရှားမှုတွေကိုဘိုင်ယိုဟွာယန်းကလည်းစောင့်ကြည့်နေပြီးအချင်းနဲ့ဘလို့လဲလို့ကင်းကလည်းမေးလိုက်ပါတယ်။ဘိုင်ဟွာယန်ကရှာမတ်တိုနဲ့မမိုရှိတဲ့နေရာကိုတင်ပြလိုက်တာနဲ့ကင်းကလုံလောက်တယ်လို့ဆိုတာဆက်တွေ့ခရူကတဆင်ဆင်အား9400ကျော် အများစုကအိုနန်ရဲ့လောင်းငယ်သားတွေကိုဗဟုအနေနဲ့ထားနေတဲ့ဆာမိုရိုင်းတွေ ပြောရရင်ဒါကကုဇူကီအဖွဲ့ရဲ့ဂုံကိုရင်းထားတဲ့တိုက်ခိုက်မှုကြီးသူတို့လိုချင်တာကကုဇူကီမိုမိုနိုဆုကဲကိုဝါနိုတိုင်းပြည်ရဲ့ရှိုကန်းပြန်ဖြစ်အောင်လုပ်ပေးဖို့ပဲလို့ခင်းကပြောလိုက်ပါတယ် တဖက်ကနာမီတို့ကလည်း RT တို့လက်ကနေထွက်ပြေးလို့နေခဲ့ပါရဲ့အခုကစပြီး gifter တွေနဲ့ Toby Report အဖွဲ့အားလုံးကိုအမိန်ပေးမယ်လို့ King ကဆိုပါရဲ့ညာဘက်တာဝါမှာပြေးနေတဲ့ Kuzuki Momoto စကေးကိုတတ်ဖြတ်ပြီးခေါင်းကိုယူနိုင်ရင်စာမွေးရင်တခိုက်ချင်းစိတ်ပျောက်ဆုံးသွားလိမ့်မယ်လို့ King ကပြောလိုက်ပါရဲ့ Sasaki ကလည်းဖမ်းမမဟုတ်ပဲတတ်ပစ်လိုက်ဆိုတော့ပိုလွယ်ကူတာပဲလို့ပြောနေပြီး Shinobu ရှိတဲ့နေရာကိုတနက်တွေနဲ့အဆက်မပြတ်ဖြစ်နေပါတော့ရဲ့ဒါပေမဲ့ Shinobu ကအစားထိုး Jesus နဲ့ရှောင်ပြီးပြန်တိုက်ခိုက်ပြန်မယ် Shinobu ပဲခံနေရပါတော့ရဲ့ ဆာဆာကီတိုတွေကမမို့ကိုပြမှတ်ထားကြတဲ့အခါရှီနိုဘူကကာကွယ်ပေးပြီးထွက်ပြေးဖို့ပြောလိုက်ပါတယ်။အနာဂတ်ရဲ့ရှိုကန်ဖြစ်လာမဲ့သူကဒီလောက်လေးနဲ့မတုံလို့ဖို့ရှီနိုဘူကချက်ပြောလိုက်ပါတယ်။ ။တခင်လေးကိုအတော်တစ္ဆာရှိတာပဲလို့ဆဆကီကပြောပြီးရှင်နဘူကိုတိုက်ခိုက်ခိုင်းပါတော့။ဂျန်ယာရီနဲ့ရှင်နဘူဟာမမို့ကိုပြေးဖို့ပဲပြောနေတော့သူဟာရှိုကန်ဖြစ်လာမဲ့သူတယောက်မဟုတ်လို့အားလုံးဒီလိုလှုပ်ပေးနေရတာလားလို့မမို့ကတွေးပြီးထွက်ပြေးဖို့လုပ်တော့ဆဆကီရဲ့အဖွဲသားကလည်းသွားခွင့်မပြုနိုင်လို့မမို့ကိုတပ်ပြစ်ဖို့လုပ်တဲ့အခါရှမတုကရှောက်လာပြီးဝင်ကြားပါတော့။ဒါကဝင်ရှုပ်တာပဲလို့ဆဆကီကပြောတော့ဝင်ရှုပ်တာမဟုတ်ပဲကူဆူကီကလန်အတွက်တိုက်ခိုက်မှလို့ရှာမတုကဆိုပါရင်တစ်ဖက်ကကွင်းကလည်းသူ့ရဲ့တီထွင်မှုအတွက်ကျင်နဲ့နေပေမဲ့ရှင်ခုံမှုကမလုံလောက်သေးဘူးဆိုပြီးထပ်ပြီးပြစ်ခတ်ပါတော့အဖွဲသားတွေ ကလည်းတိုးကူပါဘာလို့ပြစ်နေရရလဲလို့ပြောတော့မင်းတို့ကရှီဘိုးကလွယ်ပြီးဘာမှလုပ်နိုင်တာမဟုတ်ဘူးဆိုတာရှီမောနေပါတော့ရဲ့ဆောခတ်တွေကလည်းမထီမိအောင်အတီတီကာကွယ်လို့နေခဲ့ပါဟီယိုကီယိုကိုလည်းဆမ်ဝိုင်းတယောက်ကကာကွယ်ပင်းလက်တဲနဲ့ချစ်မိသွားလို့ကူဆက်ခံလိုက်ရပါပြီ။ဂျာဝဲကိုချော့ပါကတီးမခံနိုင်တော့ပဲသူအားလုံးကိုရှောင်းကယ်ပြမယ်လို့ဆိုပါရင်နန်းတော်ပထမတက်မှလည်းလူဗီတို့ကအရှိကိုဆက်လာတော့ဟမ်လက်နဲ့ဖိုးထရစ်တိုနဲ့တိုးပြီးတော့ထူးဆန်းတဲ့ကောင်တွေမို့လို့စန်ဂျီတို့လည်းစော်ပေးပြီးအရှိကိုဆက်သွားပါတော့။ တစ်ဖက်မှာလည်းကီကူကလက်ပြတ်ပြီးလဲကျသွားပြီမလို့အားလုံးလည်းကီကူကိုအရန်စိတ်ပူနေကြပါတော့ရဲ့အစ်စောကအရင်ပတိစီးပေးလိုက်ပြီးတွေးတိတ်ဖို့အတွက်ခရမ်မိုကအကူညီပေးလိုက်ပါတယ်။ထားနိုင်သေးရဲ့လာလို့ခရမ်မိုကမေးတော့ကီကူကလည်းတေချာပေါက်ထားနိုင်သေးရဲ့လို့ဆိုပါတယ်။အမြဲတမ်းအဲ့လိုစိတ်ပိုင်းဖြတ်ထားတာပဲလို့ခိုင်တော့ကလည်းပြောလိုက်ပါတယ်။ခိုင်တော့ကသူဟာဆာမူဝိုင်းတွေကိုချိန်နေတက်ပြီးတော့ရော်ဂျာဝိုင်ပီးရတော့ကလည်းတကယ်ကိုလည်းတေချာပေါက်လုံနိုင်ခဲ့တယ်။ခေနောက်ကြတဲ့အမြင်တစ်ခုဆိုရင်ပဲတေဆုံးမှုကလူကိုပုံပြီးပြည့်စုံအောင်လုပ်ပေးတယ်။ အဲ့လိုပဲမလို့အဆုံးသက်ကြတော့မလားလို့ခိုင်တို့ကမေးလိုက်ပါရင်မင်းတတခံလိုက်ရလို့ဂုံရှိတာမျိုးကမရှိနိုင်ဘူးလို့ခင်ရမကဒေါတာကြီးနဲ့အော်ပြောလိုက်ပါတော့ရဲ့တစ်ဖက်မှာလည်းကွင်းကဓာရီကိုကြည့်ပြီးအယံဝမ်းသာနေပါတော့ရဲ့ဖီယိုကီယိုကိုကူညီပေးခဲ့တဲ့ဆမ်ဝိုင်းအော်မာစာကလည်းကိုလူအချင်းချင်းကိုပြန်ထိခိုက်စေတော့မယ့်အစားကိုကိုပဲတတ်တည်ဖို့လုပ်တဲ့အခါနီလန်းရှိအောင်မှမလို့အဲ့လိုမလုပ်သေးဘူးဖီယိုကီယိုကတားလိုက်ပါရဲ့ဦးတော်ထောင်မှလည်းအဲ့လိုပုံစံသူဖြစ်ခဲ့တာမှလို့မျှော်လင့်ချက်ကိုဆုံးရှုံးမခံဖို့နဲ့တခုခုဖြစ်ရင်လည်းဟီယိုကိုကသူ့ခုတ်ဖြတ်ပေးမယ်လို့ဆိုပါရဲ့ ကွင်းတို့ရဲ့အဖွဲသားတွေလည်းအချင်းချင်းပြန်ပွားနေကြပေမဲ့ကွင်းကတော့မလုံလောက်သေးဘူးလို့ဆိုကထပ်ပြီးတော့တပည့်ဆက်ပစ်ခတ်ပါတော့ဟဲ့အားလုံးရောင်းရင်းစံခတ်တွေဖြစ်နေပြီဒီတိုင်းသာဆိုရင်ဘယ်လိုဆက်လုပ်ကြမလဲဆာမွိုင်းတွေကလည်းပြောနေခဲ့ပါရဲ့အဲ့ဒီချိန်ကွင်းကအာပုတ်ကိုမြင်လိုက်ပြီးသူ့ကိုခေါင်းဆောင်လို့ဒါကိုအဆုံးတက်ရင်ကောင်းမလားလို့ဆိုပါရဲ့တဖက်ကဇိုကလည်းသူ့ကိုလာတိုက်ခိုက်ရတဲ့သူတွေကိုပြန်တိုက်ခိုက်နေခဲ့ပေမဲ့ပြန်ပြီးထလာနိုင်နေတယ်လို့ဇွန်ဘီတွေတားလို့ပြောနေခဲ့ပါရဲ့ ကူးဆက်သူကတဖြည်းဖြည်းတိုးလာပြီမလို့ဘရုတ်လည်းတခုခုလှုပ်လို့မရဘူးလားလို့ချော့ဘတ်ကိုမြင်လိုက်ပါဒီမှာကဥတုံထောင်တုံးကဗိုင်းရပ်စ်ကိုဖန်တီးတဲ့သူရှိပြီဖန်တီးထားတဲ့သူကဖြေးစေးတော့စောင့်ထားမှဖြစ်ပြီးအဲ့ဒါသာရရင်ဆေးကိုအများကြီးပွားပေးနိုင်တယ်လို့ချော့ဘတ်ကဆိုပါရင် အခုကူးဆက်နေရထက်နောက်ဖြစ်လာမှာကိုပိုဆိုးရိုက်မိပြီအခုကတောင်းကျမ်းမှုနဲ့ကြွက်သွားတွေကိုရပြီးတော့အရေးပြက်ကအေးခဲနေတာမလို့ခန္ဓာကိုယ်ကကြာကြာတင်းခတ်နေမှာမဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်ကူးဆက်ခံရတဲ့တွေကိုဒီတိုင်းနဲ့ဆက်ထားမယ်ဆိုရင်တေးသွားမှလာဆိုပြီး Robin နဲ့အရန်လန့်သွားပါတော့ရယ်ကူးဆက်ခံရရင်တေးဖို့တနာရီပဲလို့တော့မှလို့ Queen ကလည်းအော်ပြောလိုက်ပြီးသဘောကျနေပါတော့ရယ် အပူကလည်းဒီနေရာမှာထပ်မနေတော့ပဲထွက်ပြေးဖို့လုပ်တဲ့အခါကွင်းကအပူကိုလှမ်းခေါ်လိုက်ပြီးပလင်းလေးတစ်ခုပေးလိုက်ပါရဲ့အဲ့ဒါကဒီလောကမှာတစ်ခုတည်းရှိတဲ့ဖြည့်စည်းလို့ကွင်းကပြောလိုက်ပြီးအလူခံလိုက်ရရင်တော့အဆိုးရွားဆုံးပုံစံနဲ့တေးတန်းပေးခန့်ရလိုက်မယ်လို့ဆိုပါရဲ့ဖြည့်စည်းဆိုတော့ဆာမွန်တွေကလည်းအပူကိုပြတ်မှတ်ထားကြပါတော့ရဲ့ကွင်းကဂိမ်းစတင်ချိန်ရောက်ပြီဆိုကအခွင့်အရေးမရှိရင်ဂိမ်းလို့မခေါ်ထိုက်ဘူးဆိုပြီးတချင်းလှုပ်ဆုံနေပါတော့အေးလူအတက်ကိုကစားစရာတစ်ခုလိုပဲလောက်နေလို့ချော့ပါလေအရန်ဒေါ်လာထွက်နေခဲ့ပြီးတော့အဲ့ဒီဖြည့်စည်းကိုလူပေးဖို့ဇိုးကိုလှမ်းပြောလိုက်ပါတော့အေး ပြေးနိုင်ရင်မင်းအနိုင်ပဲမလို့အားလုံးတေချဆိုကကွင်းကရှီမောနေပြီအဘိုးကလည်းပြေးနေရပါပြီတစ်ဖက်မှာလည်း cat fiber နဲ့ dog stone ကအရင်တိုက်ခိုက်ကြရမယ်ခိုင်တို့တွန်းထုတ်တာခံရပြီးမူလပုံစံပြန်ပြောင်းသွားခဲ့ရပါတယ်မင်းတို့တွေကိုဘာမှမလုပ်နိုင်အောင်အားလုံးကိုအဆုံးသတ်ပေးမယ်လို့ခိုင်တို့ကပြောလိုက်ပါတယ် တပတ်ကဆာဆာကီကအဲ့ဒီကောင်လေးကို copy ပြေးနိုင်မယ်ထင်တယ်ရလာလို့ရှာမတုကိုပြလိုက်ပြီးသူတို့ mission ကလည်းအဲ့ဒီ PC လေးကိုတတ်နိုင်ရင်ပြီးပြီလို့ဆိုပါရင်ရှာမတုကသူကောင်ွယ်ပေးမယ်လို့ပြောတော့ရှင်နပူလည်းမမိုးလေးကိုပဲကယ်တင်ပေးဖို့တောင်းဆိုပါတော့ဟဲ့ရှာမတုကသူဟာလွန်ခဲ့တဲ့နှစ်20ကခုစုကီအိုရန်ရဲ့တေးတန်းပေးတာကိုကြီးခဲ့ရတာမလို့ရှင်နပူကလည်းတေချာပေါက်ကယ်တင်ပေးမယ်လို့ဆိုပါရင် ရှမတုကအဲ့ဒီနေ့ကဖြစ်ခဲ့တဲ့အကြောင်းကိုပြန်တွေးရင်ရှင်နဘူးပြောခဲ့တဲ့စကားတွေကငိုစေခဲ့ပြီးတော့ခူဆူကီအိုဒန်ရဲ့အသက်ရှင်တဲ့ပုံစံကိုလည်းငိုခဲ့တယ်လို့ပြောနေတော့အမြောက်သူနဲ့အဆန့်ပြတ်ပြစ်တာခံရပါတော့ဟဲ့။အိုနီဂါရှိမာအစ်စ်အတွက်ခူဆူကီကလန်ကမလို့အဖူးလို့ဆာဆာကီကဆိုပါရဲ့။ရှမတုကသူအဲ့ဒီနေ့ကမမို့ကိုကဲဖို့ခူဘီနေမျိုးကိုတွားခဲ့တဲ့ဆိုရင်မဲ့ခိုင်နိုစီမာမင်းကိုကြည့်တဲ့ယောက်ကလွယ်ပြီးဘာမှမတတ်နိုင်ခဲ့ပဲ။အဲ့ဒီနေ့ကငါ့မှာဘာအင်အားမှလည်းမရှိခဲ့သေးဘူးလို့ဆိုပါရဲ့။ မင်းကခုနကငါဖေရဲ့နာမည်ကိုတက်ပြီးတော့ပြောခဲ့တာမလို့ဘသူလဲလို့မမို့ကမေးတော့ရှာမာဆိုလဲသူ့ရဲ့နာမည်အရင်ကိုပြောလိုက်ပြီးတော့မမို့အတွက်ဆိုရင်တေပါတေရဲချောင်းပြောလိုက်ပါဂျာလီကတော့1 piece အပိုင်း158ပြည့်ပြီးတော့အပိုင်း159စတင်နေနိုင်မို့သူကလိုက်လေးတယောက်ချက်စင်နေပြီးတော့ကောမလင်ချောင်းစီအောင်မှတ်ပေးခဲ့ကြပါဦး channel လဲ subscribe လေးမလုပ်ရတဲ့တွေလုပ်ပေးသွားခဲ့ကြပါဦးကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့စမှတ်ပါ